င်္ဂလာပါ I'm going to teach grade 11 English unit 1 AR dolphins ဒီချက်တို့နောက်ဆုံးပိုင်းပေါ့နော်အပိုင်းလို့သွားမယ် 1E ရောက်ပါပြီ writing မိုင်းမှာเนาะ unit 1ရဲ့ဒီနောက်ဆုံးပိုင်းလေးပါ writing မိုင်းမှာ အဲ့တော့ write an essay on Myanmar star tortoise in about 250 words using the points given below အဲ့တော့ essay တစ်ပုဒ်ရေးရပါမယ် Myanmar star tortoise တဲ့အဲကြားဘူးကြလားတော့မသိမြမစတာဆိုတာမြမကျဲလိတ်ကလေးတွေပေါ့နော်မြမကျဲလိတ်ကလေးတွေရဲ့အကြောင်းကိုအောက်မှာပေးထားတဲ့အချက်ကလေးတွေကိုသုံးပြီးတော့ဖြေရမှာဖြစ်ပါတယ် အဲ့တော့ပထမအဦးဆုံးအချက်ကတော့ appearance ပါသူတို့ရဲ့အသွင်ပြင်ပေါ့နော်အသွင်ပြင်လေးပုံမှန်အသွင်ပြင်လေးတွေကိုပြောပါမယ် media size tortoises with an oval shaped top sir သူတို့ကဆိုလို့ရှိရင်အရွယ်အလက်စားပေါ့နော်အလေအလက်စားဖြစ်တယ်သူတို့မှာဆိုလို့ရှိရင် oval shape ဒီဘဲဥပုံစံ ခွန်ပေါ့နော်အခွန်လေးရှိတယ် star shape pattern on the top ရှေ့အဲ့ဒီအခွန်လေးပေါ်မှာဆိုရင်ဒီကျဲပုံပေါ့နော်ကျဲပုံ pattern လေးတွေပေါ့ကျဲပုံ pattern လေးတွေအစင်လေးတွေပေါ့နော်အဲ့ဒါလေးရှိတယ်အားကြောင့်မို့ဒီမြန်မာလေးမြန်မာကျဲလေးကလေးကလှပလှပပါလေးနဲ့ထင်ရှားတယ်ပေါ့နော် size အနေနဲ့ကတော့20 cm နဲ့30 cm လောက်ရှိတယ် weight အနေနဲ့ကတော့1.3 kg kg နဲ့2.2 kg ရှိတယ် color ကတော့ top share တွေမှာက dark brown ဒါမှမဟုတ် black ဆိုတာရှိရယ် black skin of the head limb and tail yellowish အဲ့တော့ဒီဥကောင်းနေဒီခြေလက်တွေ limb ဆိုတာခြေလက်တွေเนาะပြီးတော့အမီးတွေကအဝါရောင်ဖြစ်နေတဲ့အချိန်မှာသူ့ရဲ့ဒီဥကောင်းက ဟိုအခွန်ပြည့်ပုံစံလေးကတော့အညိုရောင်ရင့်ရင်ဒါမှမဟုတ်ရင်အမဲရင့်ရင်ပေါ့နော်အဲ့လိုပုံစံမျိုးလေးဖြစ်နေတယ်အဲ့ဒါဆိုရင်ဒီ appearance ကြောင်းပြောတဲ့အခါမှာဒီချက်တို့ကဒီမြန်မာ star dot လို့ပြောတဲ့အတွက်ကြောင့်မလို့စမယ်ဆိုရင်ဒီမြန်မာ star dot ကလေးနဲ့ရေးရမှာပေါ့မြန်မာ star မြန်မာ star dot is a media site dot is with an oval shape top share ပေါ့နော်အဲအဲ့ဒါလေးမျိုးစာချောင်းလေးတွေရေးရမယ်အဲကိုကဟိုထည့်ကျင်တဲ့စာလုံးလေးရှိတယ်ဆိုလဲတင့်တော်တဲ့စကားလုံးလေးတွေကိုထည့်ရေးပေးလို့ရတယ်ဒါပေမဲ့လို့အဓိကကတော့ဒီကစာလုံးလေးတွေကိုပအဝင်အောင်ထည့်ရေးရမှာဖြစ်ပါတယ်ဒီအချက်လက်ကလေးပေါင်းထည့်ရေးရမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ appearance အပိုင်းမှာ အဲ့တော့ဒီမှာပုံလေးတွေကိုပြထားရပါတော့เนาะဒါမြမကျဲလေးကလေးရဲ့ပုံလေးတွေဒီပုံထဲမှာပြထားတဲ့အတိုင်းသူ့ရဲ့ဥခေါင်းပေါ့เนาะသူ့ရဲ့ဒီရုပ်စာခေါင်း skin က skin နေမှာကကြတော့ဒီမှာဆိုရင်ဒီထိတ်ကလေးတွေမှာအမဲရောင်ပေါ့เนาะအမဲရောင်လေးရှိရဲဒါပေမဲ့သူ့ရဲ့ခြီလက်ကလေးဒီမှာဆိုရင်ခြီလေးတွေလက်ကလေးတွေပေါ့เนาะအမိလေးတွေဒီဟာလေးအမိရောင်ဒီမှာပေါ်မနေလို့ပေါ့เนาะအဲ့ဒါလေးကအဝါရောင်ဖြစ်နေတယ်เนาะဒီအပေါ်မှာကတော့အညိုရင်ဒါမှမဟုတ်အမဲရောင် လေးတွေဒီဒီအပေါ်ပိုင်းမှာရှိနေပြီမဲ့သူ့ရဲ့ခြိလက်ကလေးတွေအဝါရောင်ရှိနေတယ်ဆိုတာကိုပုံလေးတို့မြင်အောင်ပြထားတာဖြစ်ပါတယ်ပြီးတဲ့အခါမှာ habitat သူတို့နေထိုင်ရာဒေသပေါ့နော် in the shrub or bushes and dry forest in dry zone of central မြန်မာပေါ့နော်အဲ့ဒီတော့ဒီ central မြန်မာမြန်မာနိုင်ငံရဲ့အလဲပိုင်း 6တွေ့တဲ့ zone 6တွေ့တဲ့ဒေတာတွေပေါ့နော်6တွေ့တဲ့ဒေတာတွေက6တွေ့ဓောတွေတွဲမှာ6တွေ့ဓောတွေပြီးတဲ့အခါမှာခြုံပုတ်တွေဒီစူးပါတဲ့တော့ဘယ်လိုကြီးခြုံမင်းနွယ်ပင်နေပေါ့နော်အဲ့ဒါဒီခြုံမင်းတွေကိုခြုံမင်းတွေဒါအဲ့လိုနေရာမျိုးတွေမှာသူတို့ဟာနေထိုင်ရတယ်ဒီကြဲလေးကလေးမြမကြဲလေးကလေးရပေါ့နော်ပြီးတော့ food အကြောင်းပြောပါတယ်သူတို့ကကြတော့ arrange of vegetation ဒီဟို vegetation ဆိုတာကတော့ဒီဟင်းသင်းရွက်အမျိုးမျိုးစုံတို့ကစားတယ်ပြီးတဲ့အခါမှာ grass ပေါ့မြက်ကလေးတွေစားတယ် fruit တစ်တီးလေးတွေကိုသူတို့ရဲ့အစားအစာအနေနဲ့စားပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီစားချောင်းလေးကိုရေးတဲ့အခါမှာတော့ဒီစားချောင်းလေးတချောင်းနဲ့ပေးထားဖြစ်တဲ့အတွက်အဲသူတို့ဟာဒီသူတို့စားတောက်တယ်သူတို့ရဲ့အာဟာရအဖြစ်နော်သူတို့စားတယ်သူတို့ဒါ each စကလုံးမဲ့၃၃ half ဆိုတဲ့စကလုံးမဲ့၃၃ဒီ food ကလေးကိုသုံးတဲ့အခါမှာဒီစားချောင်းလေးတွေပါအောင်ဒီစားလုံးလေးတွေပါအောင်ထည့်ပြီးသုံးရမှာဖြစ်ပါတယ်ပြီးတဲ့အခါမှာတော့ threat ပါအဲ့ဒါကကြတော့ဒီ6လက်မှုလို့ဒါ NDA ပေါ့နော်ဒီမှာဆိုလို့ရှိရင်သူတို့တွေလည်းခုန Dolphin တွေလိုပဲနော်ဒီ AR တွေလပိုင်းတွေလိုပဲသူတို့လည်း critical and danger កောင်းနေပါပဲတကယ်အထူးသဖြင့်ပေါ့နော် NDA ကြာရောက်နေတဲ့မျိုးတုံးနိုင်တဲ့သူတွေပါပဲသူ့မှာလည်းဘာကြောင့်ဖြစ်ရလဲဆို reason အကြောင်းရင်းတွေရှိပါတယ် commonly eaten by people လူတွေစားတယ်ပေါ့နော်လူတွေကသူတို့ကိုစားကြတယ်ပြီးတဲ့အခါမှာ exported to food market in neighbor neighboring countries အိန္ဒိယနိုင်ငံနဲ့အထူးသဖြင့်တရုတ်နိုင်ငံတို့ဘာလို့ကဒီကျဲလိတ်တွေကိုသဘောကျကြတဲ့အတွက်အဲ့ဒီအစားအသောက်ဈေးကွက်ကိုသူတို့ကတင်ပို့ရောင်းချခြင်း ကိုခံရလို့ဖြစ်ပါတယ်။အဲပြီးတဲ့ခါမှာ loss of habitats သူတို့နေထိုင်ရာဒေသတွေလည်းတဖြည်းဖြည်းနဲ့ဒါချဲ့ထွင်လာတာ။ဟိုချဲ့ထွင်လာတဲ့အတွက်ဆုံးရှုံးသွားရတာဖြစ်တဲ့အတွက်ဒီဟာလည်းသူတို့အတွက် threat ပေါ့နော်။သူတို့အတွက်တကယ်ခြောက်လှန့်မှု anti ရဲဆိုတာမျိုးဖြစ်နေတာဖြစ်ပါတယ်။အဲ့တော့အဲ့ဒီပေါ်မှာမူတည်ပြီးတော့ဒီစာကြောင်းလေးတွေကိုဒီတင့်တော်တဲ့ဟိုစကလုံးလေးတွေထည့်ပြီးတော့ဟိုတပည့်တို့ကဒီဟာလေးကိုအစေးတစ်ပုဒ်စာလုံးကြီး250တဲ့ပေါ့250 အတိဒါမှမဟုတ်ရင်သူ့ရဲ့နည်းနည်းပေါ့တလုံးပို့ရင်လည်းအနည်းငယ်ပဲပို့ပြီးတော့ပို့တာလိုတာလေးရှိပြီးတော့စာချောင်းလေးတွေရေးပြီးတော့အစေးတစ်ခုစာစီစာကုန်းတစ်ခုကိုရေးသားရမှာဖြစ်ပါတယ်အဲ့လိုရေးသားခြင်းအပြင်သူများနဲ့မတူတဲ့ပေါ့နော်ဒါဒီဟာဆိုလို့ရှိရင်တချို့လိုချင်တဲ့ကိုယ်တိုင်ဖန်ဆင်းနိုင်တဲ့ဒီ creativity ပုံစံလေးအစေးအသစ်ကလေးတစ်ပုဒ်ကိုတကယ်လို့ရေးသားနိုင်မှာဖြစ်ပါတယ်အဲရေးထားတဲ့စာချောင်းလေးတွေတကယ်လို့နမူနာလေးတွေနောက်ကိုကြည့်တဲ့အခါမှာဆိုလို့ရှိရင်ကိုလိုအပ်တဲ့အချက်လေးတွေကိုကိုသိသွားမှာဖြစ်ပါတယ် ဟုတ်ကဲ့ကဲခုဆိုရင်တော့ဒီ grade 11ပေါ့เนาะ grade 11 unit 1 AR Dolphin ရဲ့အကြောင်းနဲ့တကွသူ့ရဲ့မလေ့ကျင့်ရမှာဖြစ်တဲ့ four skill ပေါ့နော်အမြင်ဥစား four skill ဖြစ်တဲ့ reading writing listening speaking အားလုံးကိုလေ့ကျင့်သွားပြီးဖြစ်တဲ့အတွက်တော်တော်လေးကိုပြည့်ပြည့်စုံစုံသင်ယူလိုက်ရပြီလို့မျှော်လင့်ပါတယ်အကောင်းသောနေ့ဖြစ်ပါစေဒီဟာဒီ ်ငန်းစာလေးတွေကိုတဖြည်းဖြည်းနဲ့ပေါ့နော်ဟိုအစင်ပြေသလိုကြည့်ရှုလို့ရအောင်လို့ဒီ Pandy Education ကပေါ့နော်ထုတ်လုပ်ထားတဲ့ဒီဟာလေးတွေကိုလည်းဖွင့်ပြီးတော့ကြည့်လို့ရပါတယ်။နားမလဲတဲ့စကားလုံးလေးတွေကိုလည်းဒီမှာပြန်ပြီးတော့မှတ်သားလို့ရပါမယ်။အားလုံး